်အင်္ဂလန်ပင်လယ်ော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတပြည်နယ်ကမ်းလွန်မှာလာမယ့်16နှစ်အရည်အတွင်းလေဖျားနှင့်ရေဝန်းကနေမုန်တိုင်းငယ်ဖြစ်ကမိုးကြီးနိုင်တယ်လို့သိရပါတယ်။ဒါ့အပြင်မြဝကျွမော်ဒေတာနဲ့ရခိုင်ကမ်းရံတခြားမိုးတက်လေပြင်းကြောက်ကလှိုင်းလွန်ကြီးမယ်လို့စစ်ကောင်စီရဲ့မိုးစလကဒီနေ့မေလ29ရက်မှာထုတ်ပြန်ထားပါတယ်။အဆိုပါမုံတိုင်းငယ်အချိန်နဲ့မိုးတုံလေအားလွန်ကောင်းနေမှုကြောင့်ဒီနေ့မေလ29ရက်ကနေဇွန်လ2ရက်နေ့အတွင်း တိုင်းနယ်ပြည်နယ်တွေမှာမိုးထစ်ချုံရွာပြီးနေရာကွက်ပြီးမိုးကြီးနိုင်မှာဖြစ်ကမြဝကျွန်းမော်နယ်ရခိုင်ကိုင်းရံတလျှောက်မှာလည်းမိုးသက်လေပြင်းတွေကျရောက်ပြီးလှိုင်းလွန်ကြီးမယ်လို့သိရပါတယ်။မိုးသင်းသင်းကနေနေရာကွက်ပြီးမိုးကြီးတာမိုးသည်ထန်တာမိုးကြိုးပစ်တာနဲ့မိုးသက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တာကြောင့်ရေကြီးတတ်တဲ့နေရာတွေမြေပြိုတတ်တဲ့နေရာတွေကိုတွားရောက်တာတွေကရှောင်ရှားဖို့လိုအပ်ပြီးလေပြင်းတိုက်ဆင်တစ်ပင်တွေဓာတ်တိုင်တွေဆိုင်းမုန့်ကြီးတွေ ိမ်ခေါင်မိုးတွေပြိုကျနိုင်တဲ့အပြင်ရင်မောင်းနေရာမှာလည်းသတိပြုဖို့လိုအပ်ပါတယ်။ဒါ့အပြင်မုန်တိုင်းငယ်အချိန်ကြောင်းနေပြီးတော့ရန်ကုန်၊မန္တလေး၊ပဲခူး၊မကွေး၊စကိုင်း၊အေရဝတီတနင်္သာရီတိုင်းနဲ့ကချင်၊ကရင်နီ၊ချင်းမွန်၊ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာမှာဖြစ်ပြီးနေရာကွက်ပြီးမိုးကြီးနိုင်ကြောင်းလဲမိုးစလထံကသိရပါဗျ။ဒါအပြင်မိုးကြီးမှုကြောင့်ဆက်ဆက်ဖြစ်ပေါ်ရတဲ့မြေကြီးတာ ရုတ်တရက်ရေလွမ်းတာမိုးချိုးပစ်တာမြေပြူတာတစ်ပင်တွေလဲပြူတာနဲ့လျှက်စစ်တာအတိုင်းပြူတာတွေသတိထားဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကအတိပေးထုတ်ပြန်ထားပါတယ်။မြို့ဝကျုံးမော်ဒေသနဲ့ရခိုင်ကမ်းရံတလျှောက်အပါအဝင်ကမ်းလွန်ပင်လယ်ပြင်တို့မှာမကြာခဏမိုးတက်လေပြင်းကြာရောက်ကာလှိုင်းလွန်ကြီးမာဖြစ်ပြီးရေပြင်းမြေပြင်းလေဟာတနအီကို မိုင်၄၀ကနေ၅၀အထိတိုက်ခတ်နိုင်ပြီး လိုင်းမြင့်ပေ73ပေကနေ15ပေထိရှိနိုင်ပါတယ်။ဒါအပြင်မုဒမကွေမွန်တနင်းသာရီကံရံတရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရန်ဖန်ရန်ခါမိုးသက်လေပင်ကျရောက်ပြီးလိုင်းလွန်ကြီးမှဖြစ်ကတနာယီကို35မိုင်ကနေမိုင်40ထိတိုက်ခတ်နိုင်ပြီးလိုင်းမြင့်ပေ6ပေကနေ73ပေထိရှိနိုင်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်ရှင်။